ဂျူးလူမျိုးများခလေးပြိုးတောင်နီအစ္စရေလလူမျိုးလိုလည်းခေါ်ကြပါတယ်ဂျူးလူမျိုးများဟာကမ္ဘာအရှေ့ကျဆုံးသောလူမျိုးတွေမှာပါဝင်ပါတယ်တမိုင်းတစ်လျှောက်မှာလည်းအမျိုးမျိုးဖိနှိပ်ခံရပြီးတိုင်းပြည်ပျောက်ဆုံးသွားတဲ့အထိဆုံးရှုံးခဲ့ကြပါတယ်ဒါပေမဲ့ဂျူးလူမျိုးကိုကမ္ဘာမှာဉာဏ်ပညာအကောင်းဆုံးလူမျိုးလို့သတ်မှတ်ကြပါတယ်2015ခုနှစ်ကမ္ဘာတစ်ဖွင့်မှာဂျူးလူမျိုးလူဦးရေ14ဒသမ2သန်းရှိပါတယ်ကမ္ဘာလူဦးရေရဲ့တုံညဒသမ200ခန့်လုံးရှိတဲ့ဂျူးလူမျိုးဟာ20ရာစုအတွင်းရိုဘယ်စုရှင်များရဲ့ ငါးပုံတပုံအမေရိကန်နိုင်ငံဩဇာအရှိဆုံးသူများစာရင်းထဲက90ရာခိုင်နှုန်းအမေရိကန်နိုင်ငံအကြီးဆုံးသောပေါမောက်ကတွေထဲမှာ30ရာခိုင်နှုန်းအမေရိကန်စာပေတေးဂီတပြဆက်လောကမှာ60ရာခိုင်နှုန်းကမ္ဘာအချမ်းသာဆုံးလုပ်ငန်းရှင်များစာရင်းထဲမှာ90ရာခိုင်နှုန်းဖော်ဘက်စာရင်းရာကမ္ဘာအချမ်းသာဆုံးသောပုဂ္ဂိုလ်40ထဲမှာဂျူးလူမျိုးက18ဦးတို့ဟာဂျူးလူမျိုးဖြစ်ကြတယ်လို့တမိုင်းမှာအလွန်ကြော်ကြားကြတဲ့အိုင်စရိုင်းကားမက် တာဝင်စသည်တို့ဟာဂျူးလူမျိုးဖြစ်ကြပါသည် သူရေတနာအရာဒီလိုအောင်မြင်ရတဲ့အကြောင်းရင်းအလုံးထဲမှာဂျူးလူမျိုးတို့ရဲ့မိသားစုနေတည်နဲ့ကလေးပြုစုပြိုးထောင်နည်းလမ်းများအဓိကကျတယ်လို့လဲဆိုပါတယ်။သူတို့ဘာတွေကိုတန်ဖိုးထားလို့ကလေးများကိုဘလို့တင်ကြားပြိုးထောင်ကြပါသလဲ။နံပါတ်၁ကိုကိုကိုရက်တီအားကိုးစီခြင်း။ကောင်းမွန်တဲ့ကလေးပညာကြီးဟာတိုးတက်မှုအလုံးကောင်းကျိုးအလုံးရဲ့အခြေခံဖြစ်တယ်လို့ဂျူးတို့ကယုံကြည်ပါတယ်။ကလေးတွေရဲ့လွတ်လပ်တဲ့တွေးခေါ်မှုနဲ့ကိုကိုကိုရက်တီနိုင်မှုမိမိကိုယ်ကိုအားကိုးတက်မှုကိုအလေးထားပြိုးထောင်ပါတယ်။ ကလေးကိုအချစ်လွန်ခဲ့တာမျိုးပိုးမွေးတယ်လို့မွေးတာမျိုးကိုလုံးဝစန့်ကျင်တယ်။သူတို့စကားပုံတစ်ခုကဒီလိုဆိုပါတယ်။ငါးနှစ်ကလေးဟာသင်ရဲ့အရှင်သခင်၊ဆယ်နှစ်ကလေးဟာသင်ရဲ့ကျွန်း၊ဆယ့်ငါးနှစ်ကလေးဟာအဖေနဲ့တန်းတူဖြစ်သွားပြီတဲ့။ဆိုလိုတာကငါးနှစ်ကလေးဆိုရင် အတက်နိုင်ဆုံးချင်းမယ်ပြောတာမယ်။ဆယ်နှစ်ကျရင်သူနိုင်တဲ့ဝင်ကိုထမ်းခိုင်းမယ်။မိဘများကသူနိုင်တဲ့မြတ်အချိန်ရရင်ရတယ်လို့ခိုင်းရမယ်။ဆယ့်ငါးနှစ်ကျရင်ပိုပိုင်ဆုံးဖြတ်တတ်စီရမယ်။နံပါတ်1စာအုပ်ချစ်တဲ့ delete ကလေးများတိတဲ့ခါစားအရွယ်မှာပဲဂျူမီသားသူများတရားကြီးတစ်ဆက်တို့ထားတဲ့ကျန်းစာအုပ်ကိုကလေးအားလမ်းရှုံစီပါတယ်ဆိုလိုရင်းကတော့စာအုပ်ဟာအလွန်ချုံမြင်ကြနှစ်သက်စရာအလွန်ကောင်းကြောင်းသိစေတဲ့သဘောပါပဲဂျူမီသားစုတိုင်းလိုလိုစာအုပ်စင်တာရှိပြီးစာအုပ်စင်များကိုခေါင်းဘက်မှာထားရပါတယ်စာအုပ်စုတာချေုံလေးနဲ့မပြီးပဲလေးစားရတဲ့သဘောရှိပါတယ်သူတို့ကိုသူတို့လဲစာအုပ်ချစ်တဲ့လူမျိုးလို့တင်စားကြတယ်သူရိဒနာစစ်တဲ့အရာ အသက်16နှစ်ထက်ဂျူးကလေးများတလအနည်းဆုံးစာအုပ်တအုပ်ဖတ်ပြီးတယ်လို့လဲဆိုပါတယ်။နံပါတ်3ဉာဏ်ပညာကိုအလေးထားတတ်အောင်ပြိုးထောင်ပေးခြင်းဂျူးမိသားစုထဲမှာကလေးများနည်းနည်းအသိရှိလာပြီဆိုရင် မိခင်ဖြစ်သူကဒီလိုမင်းမြန်လေးရှိတယ်။တကယ်လို့တားရဲ့အိမ်ကမီးလောင်သွားတယ်။ပစ္စည်းတွေကလည်းဘာမှမကျန်အောင်အလုခံရတယ်။တားဘာကိုယူပြီးထွက်ပြေးမလဲတဲ့။ကလေးကရွှေတို့ငွေတို့ဖြေးဆိုရင်မိခင်ကပြန်စင်းစားအောင်အဲ့ဒီပစ္စည်းဟာအယောင်မရှိဘူး။ အနံ့အရသာလည်းမရှိဘူးလို့ပြန်ပြောလို့ရှိပါတယ်။တားကဉာဏ်ပညာလို့ဖြေဆိုနိုင်တဲ့အထိမိခင်ကတပြေးပြေးလမ်းကြောင်းပေးပါတယ်။ကျွန်တော်တို့စီကပညာရွှေဦးလူမကိုးနဲ့ခက်ဆင်စင်တူပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကကလေးတွေသူ့ဘာသာသိစီရာမျိုးမဟုတ်ပဲမိဘနဲ့ဆရာများကတိုက်ရိုက်ပြောပြတာများနေပါတယ်။နံပါတ်၄စာအုပ်အများကြီးကိုဝင်တင်ထားတဲ့လာမဖြစ်ပါစေနဲ့။စာတားဖတ်တော့ဒီစကားပုံပေါ်ပေါက်လာတယ်လို့လည်းယူဆရပါတယ်။ကလေးများကိုငငယ်တဲ့ကစာဖတ်အောင်တုံ့ပြန်ပေးကြတယ်။ ပြီးရင်စဉ်းစားတက်အောင်ပြောထောင်ပေးကြပါလိမ့်။သူတို့အယူဆအရဖတ်မှတ်လေ့လာခြင်းဟာအတူကိုချင်းတစ်မျိုးသာဖြစ်ပြီးစဉ်းစားတွေးခေါ်တတ်ခြင်းကိုယ်ပိုင်အမြင်ရှိခြင်းနဲ့အသည့်ဖန်တီးတတ်ခြင်းသည်သာအဓိကကျတယ်လို့လည်းယူဆပါတယ်။ဘ ਹੁ သူတာကျွဲဝပြီးဘာမှမလုပ်တတ်တဲ့သူကိုစာအုပ်ကိုဝင်နေထားတယ်လားလို့သကပုံနဲ့ခိုင်းနိုင်ထားပါတယ်။နံပါတ်5တွေးခေါ်ခြင်းဆိုတာတန်တရာနဲ့အဖြေတို့ပူပေါင်းပြီးဖြစ်ပေါ်လာတာပါ။ဒါလဲသူတို့ရဲ့နမကြီးစကားပုံပါပဲမိဘစကားဆရာစကားအပါဝင်ဘသူပြောတာပဲဖြစ်ဖြစ် တန်တရာအရင်ဝင်ခိုင်းပါတန်တရာဝင်မှပဲအပြေမှန်ထွက်တဲ့သဘောပါကျွန်တော်တို့စီကပြောတဲ့အတိုင်းနာခံမှလိမ့်ပါမယ်ဆိုတဲ့အယူဆနဲ့တော့ကိုယ်လွဲပါတယ်မိပါများအထောက်အကူဖြစ်စီဖို့တင်ပြပေးလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလိုဗီဒီယိုလေးတွေကိုအပတ်စဉ်နေ့စဉ်တင်ဆက်ပေးနေမှာမို့ကျွန်တော်တို့ရဲ့ Mandy Power ပေးလေးကိုလည်း Like and Follow လုပ်ထားနိုင်ပါခင်ဗျာအားလုံးလေးကျေးဇူးများတင်ရှိပါခင်ဗျာ